အင်းအနေနဲ့ဒီလူတွေကိုပြည်တနာသွားရှာရင်နောင်တရသွားပါလိမ့်မယ်။အထူးတက်ကစစ်မှုတွေဟောလွန်ခဲ့တဲ့၁၀နှစ်လောက်ကတော့ဒီလူကလူစုတွေနောက်ဆုံးမြင်ရမယ့်မျက်နှာပဲဖြစ်ပါတယ်။ဆွဲနဲ့မရင်အဖွဲဝင်ဟောင်းဖြစ်တဲ့တိုနီဆက်မနက်ကတော့အတော်ကိုမှကြောက်ဖို့ကောင်းတဲ့သူပါ။ဘလောက်မျောမျောကြောက်သားကြီးတွေပြေကုန်မှလက်နဲ့ကျွမ်းကျင်မှုလှည့်မြန်ဖြက်လက်မှုကလည်းအပြည့်ပါပဲ။တင်းနေတဲ့သူ့လိုလူနဲ့ပြည်တနာတက်ချင်မှမဟုတ်မှန်းကိုသိကြပါရင် တက်ခဲ့ရင်လည်းဆေးရုံမှာတောင်းတနေဖို့ကတေးကြတာထက်ကိုပိုပါ යි သူရဲ့စစ်သားကာလာတော့ကကော်ဆုံးသွားပြီဆိုပေမဲ့လို့တိုနီကတော့ဆက်လက်ကိုလေ့ကျင့်နေဆဲလည်းဖြစ်ပါ යි အလေးတော်တွေတာယာဂျီရွေကိုမှကလေ့ကျင့်တာတွေအပြင်ကမှခန္ဓာရည်ရှိမှုတွေအတွက်ပါအပြင်းထန်ကိုလေ့ကျင့်ခဲ့ပါ යි ဒုတိယတစ်ယောက်ကတော့ဂျော်ဂျီယာဟော့ခ်သူကတော့ဂျော်ဂျီယာနိုင်ငံကဟော့လို့ခေါ်ဆိုကြပါ යි လီဘွန်စကာနာရှိဗီလို့ခေါ်တဲ့ဒီလူကိုမြင်ရင်တော့ဘာကြောင့်သူ့ကိုဒီလိုမျိုးနာမည်ပြောင်းပေးထားလဲကိုနားလည်နိုင်ကြမှာလည်းဖြစ်ပါ යි လက်ပလာနေတွေကိုမှဖျက်သည့်တလုံးကိုရိုက်ခွဲပြတာတွေပြင်ကုန်မှသူကတော်လေးကိုမှတန်ပါပါရင်ခနာကိုကြီးကလည်းကြီးမားလာတဲ့ပြင်ကုန်မှလက်နှက်တွေကိုလည်းကျွမ်းကျင်ပါသေးတယ်အဲ့ဒီပြင်ကုန်မှလေဗွန်ကလက်မောင်းလှဲအားကစားမှခုနှစ်ကြိမ်ကိုမှကမ္ဘာချန်ပီယံဖြစ်ခဲ့ပူပါရင်သူ့ကိုမြင်ရင်တော့ပြိုင်ဘက်တွေအတွက်ကထွက်ပြေးခြင်းစိတ်ပေါင်းနေလောက်ပါပါသူဘလောက်တောက်မှတန်ပါလဲဆိုရင်တော့ပေါင်တထောင်လေးတဲ့ဟမ်မာကားကိုတော့မှရွေးအောင်လို့ဆွဲပြနိုင်ပါရင်အဲ့လောက်ကြီးတန်ပါထွားကြိုင်နေမှာတော့သွားလျှောက်လို့မရတာကတော့တေချာပါရင်တတိယတစ်ယောက်ကတော့လက်တွေ့ဘဝကမြန်တမဟော့အိုင်မဖြစ်ပါရင် ဒီလိုကတော့ super hero စကားတွေတဲ့က hot eye လို့မျိုးများပြစ်ကြွကြတဲ့သူပါမဒူရာကတော့ဒီလိုကအထူးပြုလုပ်ချက်တွေ stand တွေအစားထိုးတာတွေမပါတဲ့တကယ်လက်တွေ့ဘဝမှာအရင်ချင်းပြည့်နေကိုလုပ်ပြနေတဲ့သူလည်းဖြစ်ပါတယ် James Tin ကတော့မျှပြစ်ကြွကြတဲ့သူတယောက်ဖြစ်ပြီးတော့သူကတော့မျက်စိကိုမှိတ်ပြီးတော့ပြစ်ခတ်တာတွေပြေကုန်မှ stand အကွက်နဲ့မျှပြစ်တာတွေကိုပါလုံနိုင်ပါတယ်သူရဲ့မျှချက်တွေနဲ့တိကျမှုတွေကလည်းနည်းနည်းလေးကိုမှလွင့်မသွားပါဘူးသူရဲ့မျှပြစ်နည်းတွေထဲမှာတိုင်လုံးတွေကိုကွေးကွက်သွားအောင်လုပ်တော့မှပြစ်ပြတာတွေလည်းရှိပါတယ် တိုင်လုံးနောက်မှာပုံနေပို့တော်မှာရမှာမဟုတ်ပါဘူးသူရဲ့မြားချက်တွေကကွေ့ဝင်လာနိုင်ပါတယ်ရေဆက်ကိုတော်မှာမှန်အောင်ပြပြနိုင်ခဲ့တဲ့ပြင်ကောမှာနောက်ကျွန်းပြင်းနေရင်းနဲ့ကိုလည်းပြင်နိုင်ပါတယ်ပြင်းမှတ်တွေအများကြီးကိုလည်းတပြိုင်တည်းထဲကိုပြင်နိုင်ခဲ့တဲ့ပြင်ကောမှာလွဲလည်းမလွဲပါဘူး James မြားပြစ်တာချော်သွားတာကိုမြင်မှမြင်ပါမလားဆိုတာကတော့မသေးကြပါဘူးအရီယောကတော့ကဘာအတ္တမဆောင်လူသားပဲဖြစ်ပါတယ်။အန်တီဟောကတော့တာမန်လူသားတယောက်မဟုတ်ပါဘူး။ဘာလို့လဲဆိုရင်တော့တာမန်လူတွေထက်ကို၂ဆ၃ဆလောက်ကိုပို့ပြီးတော့တာမန်နေလို့ပဲဖြစ်ပါတယ်။ သူကတော့ခွန်အားပြိုင်ပွဲတွေမှာအကျိများစွာကိုအနိုင်ယူထားခဲ့ပို့ပြီးတော့တခါကဆိုရင်ပေါင်လေးတောင်းကျော်တဲ့လေရင်ကိုပါ24မီတာအထိကိုဆွဲပြပူပါရင်တကယ်ကိုမှလုံလုံချူးချူးတန်ပါတယ်သူပါသူရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့တန်မာမှုကလည်းကြောက်စရာပဲဖြစ်ပါရင်ကြပြားကိုလည်းနဲ့ကိုညှက်ကွေးနိုင်ပြီးတော့လူနှစ်ယောက်လောက်ကိုလည်းတစ်ဖက်တစ်ယောက်စီကိုအသာလေးကိုမှမနိုင်ပါရင် ဒီလမ်းနဲ့ထိုးခန့်ရရင်ချက်ချင်းတော့မှတည်သွားနိုင်ပါပြီ။သူနဲ့လက်ဝတ်ကြိုးဝိုင်းထဲမှာရှင်ထိုးရဲမဲ့သူမရှိတော့ပါဘူး။ကစားကွင်းကလက်ဝတ်ဆက်လေးကိုထိုးလိုက်တာဆက်ကတော့မှပြတ်သွားပါပြီ။တတော်ကိုအန္တရာယ်များတဲ့လူပါပဲ။နောက်တစ်ယောက်ကတော့အန္တရာယ်များတဲ့တိုက်ခိုက်ရေးတမ။ခွန်ဝါရှိတာလှိမ့်မြန်တာကကြောက်ဖို့ကောင်းပါပြီ။ဒါပေမဲ့လို့တိုက်ခိုက်ရေးနေစနစ်တွေပါပါလာရင်တော့တာမန်ထက်ကိုပို့ပြီးတော့ကြောက်ဖို့ကောင်းသွားပါပြီ။ဆမ်မြူရယ်အဲရစ်စင်ကတော့ဆူရီနိုင်ငံကအလွတ်တန်းတိုက်ပညာရှင်တစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့တိုက်ခိုက်ရေးနေစနစ်တွေပေါ်ကျွမ်းကျင်မှုကတော့ပါရမီရှင်အစင်ပါပဲ။နေစနစ်တွေလှိမ့်မြန်မှုနဲ့ထိုးချက်ပညာတွေကကြောက်ခမဲ့လေးလေးပါပဲ။ ပြန်ဘက်တွေကိုချင်းချောင်းနိုင်စွမ်းကောင်းကောင်းရှိတယ်သူပါပြန်ဘက်ကိုအဲရစ်စင်ကန်ကြက်တွေစတိုက်ကိုကျွေးလိုက်ရင်ဘလောက်တောင်မှနာကျင်သွားမလဲဆိုတာသူလေးချင်းနေတာကိုကြည်ုံနေတဲ့ကိုမှအတည်နိုင်ပါပြီခြေကန်ကြက်တွေတွေမကပဲနဲ့လက်တီထိုးကြက်တွေကပါပြင်ထန်လာပါပြီလက်တီထိုးဆက်မှာတော့မှအမှတ်တွေအများကြီးကိုရအောင်ထိကိုပြင်ထန်ပါပြီတီချပေါ်တီတိုက်ခိုက်ရေးတမကအကျန်းစားကိုကျိုးဝိုင်းနေမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ကိုရှင်းမတိုက်ခိုင်နိုင်တော့ပါဘူးတကယ်ကိုမှကြောက်ဖို့ကောင်းတဲ့လူပဲဖြစ်ပါရင်နောက်ထပ်တစ်ဦးကတော့ကွန်ဖူးရှောင်းလင်းကိုတော့ပါ ရှိရန်ရှုကတော့ခုလိုမျိုးရှောင်းလင်းတိုင်းသမားဖြစ်လာဖို့သူရဲ့တဘောအလုံးပြင်းပြင်းထန်ထန်ကိုလေ့ကျင့်ခဲ့ရတာပဲဖြစ်ပါရင်ကျဟန်တိုက်ကွက်တွေမှာအထူးကျွမ်းကျင်တဲ့သူကအရေးချင်တွေခွန်အားတွေတိုးတက်လာအောင်နေညာမပြတ်ကိုအပြင်းထန်လေ့ကျင့်ခဲ့ရပါပဲဖြစ်ပါရင်အခုလိုမျိုးလေ့ကျင့်တာကြောင့်လေသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလက်နက်ကြီးတစ်ခုလိုဖြစ်နေတာပါ ဂျာဟန်တိုက်ခွတ်အတွက်ကိုမှအဓိကကြတာကတော့လက်ချောင်းတွေပဲဖြစ်ပါတယ်။အဲဒါကြောင့်ရှေ့ကအမြဲတမ်းကိုသူ့ရဲ့လက်ချောင်းတွေကအစအကုန်လုံးကိုလေ့ကျင့်ရပါတယ်။လက်ချောင်းလက်ဝါးကအစအကုန်လုံးကိုတန်မာနေအောင်စ조사လေ့ကျင့်ရပါတယ်။သူ့ရဲ့တိုက်ခိုက်မှုတွေကလျင်မြန်လှတဲ့အပြင်ကိုမှသူ့ရဲ့ပြင်းထန်ပြီးတော့တည်ကြတဲ့တိုက်ခွတ်တွေကြောင့်လည်းရှေ့ကသွားမလျှောက်တဲ့လူမျိုးတွေမှပါပါတယ်။ဒါလောက်ကိုပြင်းပြင်းထန်ထန်လေ့ကျင့်နေမှာတော့အိပ်ဖို့စားဖို့အချိန်ရှိပါရဲ့လားဆိုတာကတော့မေးချင်စရာပါပဲ။တကယ်တော့အချိန်မရှိတဲ့ပုံပါပဲ။သူကတော့ထမင်းစားရင်တောင်မှလေ့ကျင့်နေပါတယ်။အချိန်မရှိလို့လားဒါမှမဟုတ်ရင်အချိန်ကိုအကုန်ပြေးဝအသုံးချခြင်းလိုလားပါပဲ။ နောက်တစ်ယောက်ကတော့ကြက်သားတွေပြည်နေဗလာကြီးပဲဖြစ်ပါတယ်လူတော်တော်များများကတော့ဂျင်ကစားကြတယ်ဝိတ်တင်ကြတယ်ဆိုတော့မှန်ထဲမှာလှလှပပဖြစ်ချင်းလို့ပါပဲဒါပေမဲ့လို့အဝူတပူကတော့ခန္ဓာကိုယ်ပြောင်းလဲမှုကိုအကြီးအကျယ်ကိုပြောင်းလဲလိုက်တဲ့သူပါပဲမစ္စတာအိုလံပီးယားကာယပလမောင်ပွဲကိုမှန်ထားတဲ့သူတရားဖြစ်တာကြောင့်သူကခန္ဓာကိုယ်လေ့ကျင့်မှုတွေကိုနှင်းနှဲချပြီးတော့လုပ်ခဲ့ပါတယ်သူရဲ့ခန္ဓာကိုယ်ကိုပို့ကြည့်ပြီးတော့ပို့ပြီးတော့ကြက်သားအမြောင်မြောင်နေနဲ့ဖြစ်အောင်လို့အမြဲတမ်းကိုမှတူးတင်နေတဲ့သူပါ တချို့ကတော့သူကပရိုတင်းအမှုတ်တွေကြော်သားကြီးထွားမှုတွေကိုဆွဲလန်းနေတယ်လို့ပြောကြပေမဲ့လို့သူရဲ့ခန္ဓာကိုယ်အရာကတော့သူလုတ်ခဲသမျှကတော့အဆင်ပြေနေတဲ့ပုံပါပဲဒီလောက်ကိုကြီးမားတဲ့ခန္ဓာကိုယ်ကြီးပိုင်ဆိုင်ထားရတော့ရှေ့တကားနေတော့မှမဆန်တော့တဲ့ပုံပါနောက်တစ်ယောက်ကတော့ကောင်းပိုင်ဖြစ်တယ်မလွန်ခဲ့တဲ့နှစ်တရာလောက်ခရေကအော်တိုစက်တနက်တွေကိုတီထွင်လာခဲ့ကြပါတယ်ဒါပေမဲ့လို့မူလတမယောချာ၆လုံးပြုတ်ကလည်းမှန်မှန်တုံးတက်ရင်အလုပ်ဖြစ်နေတော့ပါပဲ ခေခေရာဂျူနီယာကတော့သူ့ရဲ့6လောပြူတနက်နဲ့လေးချင်းမှုကို14နှစ်ကလေးကကိုစတင်ခဲ့ပြီးတော့တကယ်လေးကျွမ်းကျင်လာခဲ့ပါပြီ။သူကတော့ဒီတနက်ပြစ်ခတ်ရမှာအလွန်ကိုမှကျွမ်းကျင်ပြီးတော့ကဘာတနက်အမြန်ပြစ်ပြိုင်ပွဲတွေမှာတော့မှဆယ်ကျင်အတိကိုနိုင်ရရှိထားပါပြီ။မြန်ဆန်တဲ့ပြင်ကိုမှသူကတိလေတိကြပါပြီ။တစ်စကန့်အတွင်းမှာ၅ချက်လောက်ဇတိုက်ကိုပြစ်နိုင်ပြီးတော့အကုန်လုံးကလည်းပြစ်မှတ်ကိုထိပါပြီ။ပို့ပြီးတော့ကြောက်စရာကောင်းတာကသူကမျက်လုံးကိုပေါ်ဝအုပ်ပြီးတော့မှမှန်ကန်အောင်ပြစ်နိုင်ပါပြီ။သူက6လောပြူနဲ့ကျွမ်းကျင်တာမဟုတ်ဘဲနဲ့ဆက်တနက်တွေကိုလည်းပိုင်နိုင်ပါပြီ။အနည်းလောက်ဆိုရင်သွားမရှုပ်ဖို့ကတော့လုံလောက်ပါပြီ။ နာဒီယာလက်တီအပြင်ဆုံးလူမျက်ခွက်ကိုလက်တီနဲ့ထိုးခံရရင်တော်တော်လေးကိုနာပါရင်ပိုဆိုးရကတော့ဖရန်စစ်နဂါနူရဲ့ကျိုးဝိုင်းထဲမှာရှင်ကစားပွေးတဲ့သူတွေကိုမေးကြည့်လိုက်ရင်တော့နာရာထက်ကိုပို့ရဲဆိုပြီးတော့တော့မှပြောကြပါလိမ့်မယ်သူရဲ့လက်သေးကြက်တိုင်ကပြိုင်ဘက်ကိုအမှောက်တိတ်ပြနေပါရင်2019 UFC မှာဆိုရင်တော့ Francis ကကမ္ဘာအပြင်ဆုံးလက်သေးကိုဆန့်ကျင်နေခဲ့ပါရင်သူ့လက်သေးရဲ့ပြင်ရကတသိန်း2900ယူနစ်လောက်ကိုရှိပြီးတော့တာမန်အစီကတစ်စီးရဲ့မြင်းကောင်းကြီးအားနည်းကိုမှညီမြပါရင် ဒါတွေအကုန်လုံးကတော့အပြင်းထန်လေ့ကျင့်မှုတွေကြောင့်ပဲဖြစ်လာတာပါ။လက်တစ်ဖက်နဲ့ကိုတိုက်ထိုးတာတွေအမြင်လက်သေးထိုးတာတွေနဲ့ခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်မှုတွေကြောင့်လည်းဖြစ်ပါရင်။နောက်တစ်ယောက်ပါမစိုးချိုးဖျက်ပြနေတဲ့သူ။တမာမှုပြိုင်ပွဲတွေမှာများသောအားဖြင့်ကအလီတုံးတွေကိုဘလောက်တောင်မှမားနိုင်လဲဆိုတာနဲ့ကိုပြန်ဆန်းကြပါရင်။ဒါပေမဲ့လို့ JD Anderson ကတော့တခြားသောနီလန်တစ်ခုနဲ့ကိုတမ်းမာမှုကိုပြသပါရင်တခြားသူတွေပေါင်ခြင်းအများကြီးကိုမပြသတဲ့အချိန်မှာသူကတော့တခြားနီလန်ကိုတခုအသုံးပြုပါရင် သူကတော့ပစ္စည်းတွေကိုလက်ပလာနဲ့ပဲချိုးဖြတ်ပြတာပါ။ဒေပြားတွေကိုကွေးပြစ်တာတွေ၊ဘေ့စ်ဘောတုပ်တွေကိုချိုးပြတာပြင်ကုန်မှဖျဲတိကိုပါလက်တီးနဲ့ကိုထိုးခွဲပြနိုင်ပါသေးတယ်။အထူးသဖြင့်ကတော့သူ့အတွက်နာမည်ကြီးသွားစေခဲ့တာကတော့ထူထဲလာတဲ့ရေခဲပြားတွေကိုသူ့ရဲ့ကောင်းတဲ့အကုံလုံးကိုခွဲပြစ်လိုက်လို့ပါပဲ။သူ့ရဲ့ခန္ဓာကိုယ်နဲ့ဒီရေခဲပြားတွေကိုဝန်ဆောင်ပြစ်မယ်လို့တွေးကြည့်လိုက်ပါ။တော်တော်လေးကိုပြင်ထက်မှာကတော့တည်တာပါ။အဲအရာကြောင့်ပဲသူ့ကိုရေခဲလူသားဆိုပြီးတော့နာမည်ကြီးလာစေခဲ့ပါပြီ။နောက်တစ်ယောက်ကတော့လက်ကျန်ခဲ့တဲ့ဆာမူရိုင်းတူ ဆာမူရိုင်းတွေကတေဆုံးကုန်ကြပြီးတော့မျိုးဆက်သစ်တွေမကြံတော့ပေမဲ့ဒီတေလူဆက်ဆက်သူရဲကောင်းရိုးရာတွေကို27ရာစုမှာပြန်ပြီးတော့အသက်သွင်းလာနေတဲ့လူတယောက်ရှိပါတယ်။စီဆာအိုမာချီကတော့ခေတ်သစ်ဆာမူရိုင်းနဲ့ကြာတယောက်ပဲဖြစ်ပါတယ်။တီတီရွေကိုလေးပေါ်မာရင်ကိုဖျက်ပြနိုင်ခဲ့တဲ့ပြင်ကမှသူကတော့ဖြားလေးတွေကိုလည်းစက်ကိုစားတွေလိုမျိုးအမြန်ကိုမှဖျက်ပြနိုင်ပါတယ်။သူကတော့ဘလောက်တောင်မှလှည့်မြန်လဲဆိုရင်တော့ဆယုံနဲ့ကိုရှင်းတာတော့မှသူကပို့ပြီးတော့မြန်နေပါသေးတယ်။တကယ်ကိုမှအထူးကြောင့်ဆုံးလို့ရက်ကတော့160ကီလိုမီတာနှုံနဲ့ကိုလာနေတဲ့ ဘေ့စ်ဘောဘောလုံးကိုပိုင်ဖြတ်ပြလိုက်တာပဲဖြစ်ပါတယ်။သူကတော့20စက္ကန့်လောက်အတွင်းမှာပဲဘောလုံးကိုလေးပုံမှာပိုင်ဖြတ်ပြနိုင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့လက်တစ်ပိုးရတဲ့ကဝါဘေဟုတ်ပဲဖြစ်ပါတယ်။သူကတော့လူချမ်းသားတွေစီကငွေတွေခိုးပြီးတော့လူစင်ရဲတွေကိုမပေးပြမယ်လို့သူရဲ့ကြွန့်ကျင်မှုကမြင့်စီရင်မျှပြစ်ရမှာပဲ။ရိုဘင်ဟုတ်လိုပဲဖြစ်ပါတယ်။လူကတ်စနိုဘောဒီကတော့မျှပြစ်တဲ့နေရာမှာအမြန်အစမ်းမြင့်စီရင်တဲ့တောင်မှမှန်အောင်လို့ပြင်နိုင်ပါတယ်။ သူပြောတာကတော့သူရဲ့မြှပြင်းလှုပ်ဝက်ချက်ကလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကမွန်ဂိုရီနဲ့နေစနစ်အတိုင်းကိုလှုပ်ထားတဲ့သူရဲ့လေးချောင်းလို့ဆိုလိုပါတယ်ပြီးတော့သူရဲ့လေးချင်းမှုတွေကြောင့်လည်းဒီလောက်ထိကိုတိကျနေတာလည်းဖြစ်ပါတယ်သူကတော့ပြိုင်သမျှပြိုင်ပွဲတိုင်းကိုအနိုင်ယူပြီးတော့ပြစ်မှတ်တိုင်းကိုပြစ်ချက်တိုင်းမှာထိနေတဲ့အထိကိုမှအရေးချင်းရှိပါတယ်နာဒီယာကတော့အသက်ကြီးပဲမပြည့်စည်သေးတဲ့ကရာတေးဆရာကြီးလည်းဖြစ်ပါတယ် တာမန်လူတွေအတွက်ကတော့65နှစ်ဆိုတာကပင်စင်စာအနားယူကြရမယ်အရွယ်ပါပဲ။ဒါပေမဲ့လို့မာဆာအာကီအီကေမီရာကီကတော့ကိုဂျူရုကရာတေရဲ့ဆရာကြီးတယောက်လည်းဖြစ်နေပါတယ်။မီဆာအာကီအတွက်ကတော့လက်သည့်တစ်ချက်ပဲလိုအပ်ပါတယ်။တပြားရီကိုချုပ်ပြဖို့အထီးပါ။သူအတွက်ကတော့လက်သည့်တစ်ချက်ပဲလိုပါတယ်။သူ့ရဲ့လက်သည့်တစ်ချက်ကလည်းယူလောက်ဖွယ်ရာအင်အားတွေပါဝင်နေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့လက်သည့်ကလည်းကြောက်တုံးကြီးလိုမှကျော်နေပါတယ်။သူ့ကိုတွားရှုပ်လို့မကောင်းတာကတော့တေချာပါတယ်။နောက်တစ်ယောက်ကတော့နန်ချက်ကိုဆရာကြီး ။နန်ကျက်ကူကိုကျွမ်းကျင်မှုကရှားပါးလာတဲ့အခြေအနေတစ်ခုဖြစ်ပြီးတော့လုံနိုင်တဲ့သူလည်းနေပါပါရင် ဒါပေမဲ့လို့နန်ချက်ကိုကိုကျွန်းကျွန်းချင်းချင်းတုံးနိုင်တဲ့သူတွေကရှိစမြဲပဲဖြစ်ပါပြီ။ရုံရုံဝေကတော့နန်ချက်ကိုကိုအလွန်မင်းကိုမှကျွန်းကျင်ပြီးတော့သူ့အုံပြူတဲ့အချိန်ဆိုရင်ငကားလေးတကောင်အလာပါပဲ။သူ့ရဲ့နန်ချက်ကိုကစားပုံကအလွန်လှည့်မြန်ယုံတာမကပဲနဲ့သူကတော့လုံဝကိုထင်းချုပ်ထားနိုင်ပါပြီ။သူ့ရဲ့နန်ချက်ကိုတိုက်ွက်တွေကတော့မပြင်းထန်တော့ဘူးလို့ထင်ရပေမဲ့လို့ရိုက်ချက်တွေကတော့တေလောက်အောင်ကိုပြင်းထန်တယ်ဆိုတာကတော့သိတာပါပြီ။သူကတော့နန်ချက်ကိုတင်ကျွန်းကျင်တာမဟုတ်ပါဘူး။သူ့ရဲ့ဓာပေါက်တာမှလည်းကျွန်းကျင်နေပါသေးတယ်။တော်တော်ကိုမှကြောက်စရာကောင်းတဲ့တဲကိုပါပါပြီ။နောက်တစ်ယောက်ကတော့တမ်မနီညိုတကြီး။ ကရင်တူကူရဲ့ညိုတကြီးတွေကတော့လက်နက်တစ်ခုလိုပဲဖြက်စီးနိုင်စွမ်းကပို့ပြီးတော့ပြန်ထန်လာပါတယ်။သူတွေကတော့ခြေထောက်ကညိုတကြီးကတည်စေနိုင်တဲ့လက်နက်တစ်ခုပါ။အခုလိုမျိုးခြေထောက်ကြောင့်ပဲသူကိုတမနစ်ညိုတကြီးပိုင်ရှင်ဆိုပြီးတော့ခေါ်ဆိုကြပါတယ်။သူ့ရဲ့ထူးဆွမ်းရည်ကိုတိုင်းပညာလေးကျင့်နေတော့ရှာတွေ့ခဲ့ကြပြီးတော့ကွန်ကရစ်ပြားတွေကိုထိုးခွဲနိုင်တဲ့အပေါ်ပိုင်းကမှကျော်တဲ့လက်တွေလည်းရှိပါတယ်။ဒါပေမဲ့လို့သူ့ရဲ့ဘေ့စ်ဘောတိုးတွေကိုရိုက်ချိုးနိုင်တာကိုမူတည်ပြီးတော့ကဘာစံကြီးကိုချိုးဖြတ်ပါတော့တယ်။တကယ်ချင်း16ရောက်ရဲ့ကုညင်နဲ့ကရင်ဟာဘေ့စ်ဘောတို65ကြောင့်ကိုတမနစ်အတွင်းကိုမှညိုတကြီးနဲ့ကိုမှချိုးဖြတ်ပြနိုင်ပါပြီ ူကန္တာခံလိုက်ရရင်တော့တည်သွားနိုင်ပါပြီ။နောက်တစ်ယောက်ကတော့လှင်မြန်လုံးနဲ့တုတ်ပြန်နိုင်စွမ်းတဲ့လူပေါ့။အန်တိုနီကယ်လီကတော့ကြီးလိုက်ရင်ဘလူးမောက်ကိုထူးခြားတဲ့ပုံမပေါက်ပါဘူး။ဒါပေမဲ့လို့သူ့ရဲ့နောက်ကွယ်မှာတော့အလွန်ကုန်မှလှင်မြန်ဖြက်လက်လုံးနဲ့သူ့ရဲ့စွမ်းအားတွေကိုမြင်တွေ့ရမှာလေဖြစ်ပါပြီ။မူပေါက်ကိုများတဆင့်ကိုပြစ်လိုက်ရင်လည်းတာမန်လူတွေကတော့ရောက်တဲ့ရရာကိုပြေးကြမှာဖြစ်ပါပြီ။ဒါပေမဲ့လို့အန်တိုနီကတော့ကြားလာတဲ့မြားကိုလိုက်ရှာရင်လည်းမြေပေါ်မရောက်ခင်ကိုဖန်နိုင်ပါပြီ။အဲ့ဒါထက်ကိုသူရဲ့နောက်ကပြစ်မှတ်ကိုချိန်ပြီးတော့ပြစ်လိုက်တဲ့မြားတွေကိုလည်းလေထဲမှရင်ကိုမှဖန်နိုင်ပါပြီ နည်းနည်းလေးနောက်ကျတာနဲ့မြားကိုလွဲမှဖြစ်ပြီးတော့စောသွားရင်လည်းမြားကလက်သေးကိုစိုက်သွားမှလည်းဖြစ်ပါရင်နောက်ထပ်တစ်ယောက်ကတော့တမနီလက်ဒီပါဒီလူကတော့ကေဗင်တီလာလို့ခေါ်ပြီးတော့သူ့လက်ကတော့ကမ္ဘာအတန်မာဆုံးလက်တွေထဲကတစ်ခုလည်းဖြစ်ပါရင်သူ့ကိုတမနီလက်လို့နာမည်ပြောင်းပေးထားကြပြီးတော့သူကတော့သူ့ရဲ့ပါရမီနဲ့မှတ်တမ်းတွေကိုချိုးဖြတ်ပြရင်းနဲ့နာမည်ကြီးလာပါရင်သူကတော့ကွန်ကရစ်ပြား900လောက်ကိုဇတိုက်ကိုချိုးဖြတ်ပြနိုင်ပြီးတော့ကားမှန်တွေမီလုံးတွေကိုလည်းခွဲနိုင်ပါရင် သူရဲ့ထူးခြားဆုံးတစ်ခုကတော့မီးရှို့ထားတဲ့ကွန်ကရစ်ပြားတွေကိုခွဲပြတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ကေဗင်က Greenish စံချိန်၃ခုရှိထားပါတယ်။ နောက်တစ်ယောက်ကတော့လေဘော်ကကန်ချက်တွေရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။တိုင်းပညာမျိုးစုံကိုတင်ယူပြီးသွားတဲ့နောက်မှာတော့ကိုရီးယားနိုင်ငံဘွားအင်ကွန်းယူကတော့တိုင်းပညာကိုဂျုံမနဲ့ပေါင်းဆက်ထားသလိုကိုလုပ်ပြနိုင်နေတူပါပဲ။သူရဲ့တိုင်းကွက်ကစားပုံတွေကကြောက်ဖို့ကောင်းတယ်လို့ကြည့်ရတာကလည်းအံ့ဩဖို့ကောင်းလာပါတယ်။သူရဲ့940ဒီဂရီကန်ချက်ရဲ့နောက်ပိုင်းမှာပို့ပြီးတော့ထင်ရှားလာခဲ့ပါတယ်။ဒီကန်ချက်တွေကတော့တိုင်ကွန်းဒိုမှာခက်ခဲပြီးတော့ကျွမ်းကျင်သူရှာပါတဲ့ကန်ချက်လည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူကမြေဆွဲအောက်ကိုပါလွန်ဆန်နိုင်တယ်လို့လေဘော်ကကန်ချက်တွေကိုလည်းစက်တိုက်ကိုမှပြသပါတော့တယ်။ သူကတော့ဆယ်ပေခွာထိကိုခုံနိုင်ပြီးတော့လေးဘုံမာရီလေးပတ်လောက်ကိုလှည့်နိုင်ပါပြီ။သူရဲ့ကန်ချက်တွေကတော့အားလုံးကိုပါပြီးတော့တတပြားတွေကိုတော့မှချိုးဖျက်နိုင်ပါပြီ။နာရီယာကတော့တူလဝပိုင်ရှင်အဘိစပီဒိုမီနီကတော့တိုက်ပွဲတစ်ခုမှာလက်နက်ဖက်ကလွှင့်ရင်သူဘာမှကိုမလိုလောက်ပါဘူးကာလာရီလို့ခေါ်တဲ့တိုင်းပညာကိုလေ့လာပြီးတော့သူ့ရဲ့သူကိုတမနီတူလို့လည်းခေါ်ပါရင်သူ့ရဲ့တမနီလိုမျိုးလက်နဲ့အတူစံချိန်တွေကိုလည်းချိုးဖျက်နိုင်ပါရင်ပထမအဆုံးတစ်ခုကတော့အုံတီတွေပါပဲ ူကတော့အုံတတိယ46လုံးကိုတမနေအတွင်းကိုခွဲပြသွားနိုင်ပါပြီ။အဲဒီနောက်မှာတော့သူဟာကွန်ကရစ်ပြားတွေနဲ့အုတ်ခဲတွေကိုပါထပ်ပြီးတော့ချိုးပြပါတော့တယ်။နောက်တစ်ယောက်ကတော့အတော်ဆုံးအထူးမရင်းတက်သားလည်းဖြစ်ပါပြီ။မရင်းတက်သားတွေနဲ့သွားမရှုပ်တင်ဘူးဆိုတာကိုပြောလို့ရှိကြပါပြီ။ဂျူလီယန်မီဂဲအဲရာရိုကတော့ဒီအတွက်ကိုပါစကားသက်သေပါပြီ။သူကတော့သူ့ရဲ့လုပ်ဖို့ကံပဲမရင်းတက်သားတွေကြားထဲမှာတော့မှသူ့ရဲ့ခွန်အားနဲ့ခံနိုင်ရည်မှာတိတိတားလေးကိုမှထူချွန်နေပါပြီ။တကယ်တော့သူ့ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာမှာအတန်ပါဆုံးမရင်းတက်သားလို့တော့မှသတ်မှတ်ခံနိုင်ရပါပြီ။ ပစ္စည်းပြည့်စုံတဲ့လေးချင်းမှုတွေကနေပြင်းထန်တဲ့လေးချင်းမှုတွေအထိကိုနေတိုင်းသူလေးချင်းပါရင်သူရဲ့လေးချင်းမှုတွေကပြင်းထန်လွန်းလာကြအောင်ဘေးကကျင့်နေရင်းနေတောင်မှပင်ပန်းသွားနိုင်တာကတော့သိကြပါရင်ကဲပြည့်တဲ့ကြီးလို့ရင်ဒါကတော့ပြဿနာသွားရှာရင်နောင်နာပါရသွားလိမ့်မယ်သူတွေအကြောင်းပဲဖြစ်ပါရင်မိတ်ဆွေတို့ကရောဘလို့ထင်မြင်တယ်လဲကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်